အောင်လန်းအန်ဆန်ခေလွန်မြန်မာပြည်ရဲ့ချန်ပီယံကိုမြန်မာပြည်သက်တွေပြန်လည်မြင်ခွင့်ရရှိတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်သက်တွေရဲ့ရွှေခေကိုပြန်လည်ရောက်ရှိလာပါပြီဗျာ Joshua Van Go UFC ရဲ့တကယ်ကိုမှအနားယူသွားတဲ့ Legend Fighter ရောလက်ရှိ Fighter ရောအအောင်မဆုံးဖြစ်ကုန်ပြီးတော့ Joshua Van ကိုချီးကျူးကုန်ကြပါပြီ UFC ရဲ့ Joshua Van နဲ့ပတ်သက်တဲ့ဓာတ်ပုံတွေဗီဒီယိုတွေကွန်မန့်အောက်တွေမှာလည်း မြန်မာပြည်သက်တွေထက်တောင်းနိုင်ငံတကာပြည်သက်တွေကဂျော့ရှွာဘန်ကိုတော်တော်လေးကိုသဘောချနေကြပါပြီ။ပြင်ဆင်ခြင်းဆဲကျော်လောက်လေးနဲ့ခုလိုမျိုး UFC Flyweight တိုင်ရင်နံပါတ် Fighter ဖြစ်တဲ့ Brandon Rebba ကို Anna Unider ကတော့ကြောက်ခမလေးလေးအည်တွင်းမျိုးပဲဂျော့ရှွာဘန်ကတကယ်ကိုပါရမီပါတဲ့သူဆိုပြီးတော့ပြောဆိုကုန်ကြပြီတဲ့ဖြစ်ပါရီဂျော့ရှွာဘန်ဟာနောက်ဆုံးမှာတော့နံပါတ်၁ကိုနိုင်ယူပြီးတကလာမှာ ချန်ပီယံခပတ်ကိုဒီနှစ်ကုန်ပိုင်းမှာစိန်ခေါ်ခွင့်ရရှိသွားပြီလေဖြစ်ပါတယ်။ဘလောက်တတီအားရဖို့ကောင်းနေဗျာ။ဒီကနေ့မှာပဲ UFC Flyweight တန်းရဲ့ချန်ပီယံဖြစ်သွားတဲ့ Joshua Van နဲ့ထွေးရမယ်။ချန်ပီယံပန်သူဂျာဟာဆိုရင်လည်းပြည်သက်တွေအရန်ကြီးစိုးရိမ်နေကြသလိုအရန်ကြီးလည်းစိုးရိမ်စရာမလိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ပြောချင်တယ်။အခုလက်ရှိသူက Ground Fight တမားတပန်းတမားဆိုပေမဲ့လည်းပဲအသက်ကတော့35ရှိပါပြီ။ဒီနှစ်ကုန်ပိုင်းမှာသူတို့ညောက်က ချန်ပီယံကမ္ဘာစိန်ခေါ်ကြမယ်လို့တော့တင်းတော့ထွက်တယ်ဒါမယ်လေနောက်နှစ်ကြိုင်တော့ပိုကောင်းတာပေါ့ဗျာဟလာပြိုင်ဘက်ဖိုက်တာကအခြားဘိုင်းကိုရောက်နေပြီကြာနော်နောက်နှစ်ဆိုရင်36တွေကိုဝင်တော့မှာဖြစ်တယ်ဆိုတော့ဂျက်ရှွာဘန်ချန်ပီယံကမ္ဘာကိုရယူမယ်လို့ယုံကြည်တယ်ဒီကနေ့မှာဆိုရင်ဂျက်ရှွာဘန်ရော Brandon River ရုပ်ကို UFC ဥက္ကဋ္ဌကတိတ်ကိုမှသဘောချသွားပြီးတော့ Fight of the Night တော့ပြီးကညောစလုံး bonus တွေရရှိသွားပြီး Joshua ဘန်ကရောတကဘာလုံးကနော်ပြည်သူတွေရောပြီးတဲ့ခါကျတော့ fighter တွေရောသတိထားမိပြီးတော့ကဘာကျော်သွားခဲ့ပြီလေဖြစ်ပါရဲ့ဗျာ